ဇလန်းက2028ခုနှစ်စပိန်နိုင်ငံမှာစတင်ပါတယ်။အဲ့ဒီအချိန်ဆိုရကတရားစီရင်ရေးကိုခင့်မြောင်တန်တီလို့ခေါ်တဲ့ဉာဏ်ရည်ထု AI စနစ်ကို version အသစ်မြင့်ပြီးတရားသူကြီးနေရာတွေမှာအစားထိုးဖို့ဆနခံဝဲလုပ်ဖို့စိုင်းပြင်းနေတဲ့အချိန်အသက်ငယ်ငယ်နဲ့တန်တီကိုဖန်တီးခဲ့တဲ့ AI ပညာရှင်အလီစီယာကသူလေးစားရတဲ့နာမည်ကျော်တရားသူကြီးကာမန်ရဲ့တရားခွင်ကိုအပြေးတပိုင်းရောက်လာတယ်သူတရားခွင်ထဲကိုရောက်တော့တရားသူကြီးကာမန်ကဟက်ကာတူရဲ့ယူခံကိုကြားနာနေတဲ့အချိန် တရားခံကိုအလုတ်လောက်ခွင့်နဲ့အကျေကျုပ်လွတ်ပေးမယ်ဆိုရင်ဘာလို့မလဲလို့မေးလိုက်တော့ဝင်တဲ့အင်အားမှနေပြီးကွန်ပျူတာနဲ့ပတ်သက်တာတွေစက်ပြီးလေ့လာခြင်းနဲ့သူထောင်ထဲမှာနေခဲ့တာနှစ်နှစ်ရှိပါပြီတစ်ချိန်တည်းမှာပဲတရားခံရဲ့အမှုရာမျိုးလုံးနဲ့ပြောပုံစိုးပုံတွေကိုအကဲဖြတ်နေတဲ့တန်တီဆော်ဘဲကပြစ်မှုပြန်လဲကျူးလွန်နိုင်ချေ80ရာခိုင်နှုန်းရှိတယ်ယူကန်ကိုပယ်ချပါလို့အကြံပေးနေပါတယ် တန်တီက AI နိပညာဖြစ်တာကြောင့်လူသားတွေလူခန်းစားချက်မရှိဘဲသူ့ကိုလေ့ကျင့်ထားတဲ့အရင်က data ဟောင်းတွေပေါ်မှာမူတည်ပြီးကြားဖြတ်တရားသူကြီးဝင်လုံနေတာပါခရိုင်ဆွဲချရှင်းနေကြီးကကျွန်တော်တို့ယူရိုနှစ်တန်းတန်ချင်းရှိတဲ့ hacking ဒုစရိုက်မှုအတွက်ထိခိုက်နစ်နာမှုတွေကြောင်းပြောနေတာပါ။ဒါကြောင့် UK ကိုပယ်ချခဲ့တာပါတဲ့။ဒီလူကစည်ရင်နဲ့လဲနောက်နောက်ရပုံမပေါ်ဘူး။ခုချိန်ထိ hacking အကြောင်းပဲပြောနေတော့ပဲလို့ဆိုပါတယ်။ တရားခံကမျက်နှာငငင်းနဲ့ကျွန်တော်လေ့လာခဲ့တဲ့ပညာနဲ့မဆိုင်တဲ့တခြားပညာရဲ့သက်တခုကိုအစကနေပြန်လေ့လာသင့်သလားဥပဒေလိုက်နာပြီးပညာတွေဖြန့်ဝေဒီနယ်ပယ်မှာသူကြီးပွားအောင်လှုပ်ချင်တာပါတဲ့ဒီတော့တရားသူကြီးကာမန်ကရုံးတော်သည်တရားခံကို တောင်းဆိုချက်များလိုက်နာပြီးယခုအယူခံကိုစကားမှမဆုံးသေးဆွဲချကြီးကစီရင်ချက်ချရင်တန်တီအိုင်ရဲ့အကြံပေးချက်ကိုလည်းထက်တွဲရမယ်မဟုတ်ဘူးလားလို့ဝင်ပြီးအထွန်းတက်လိုက်တော့ကာမန်ကလည်း ရှင့်နေကြီးကျမတရားစီရင်မှုကိုမနှောက်ရှက်ပါနဲ့လို့ဂရီပေးပြီးယူကန်ကိုအနိုင်ပေးလိုက်ပါတယ်ဒီဆော်ဝဲဖန်တီသူလီစီယာကဒါရီကိုမြင်ချင်းကြားချင်းလို့ကိုလာခဲ့တာသူ့ရဲ့တန်ချီကိုတရားစီရင်မှာတရားဝင်သုံးကျင်နေတဲ့စပိန်သမဏနဲ့တွေ့ဆုံဖို့လောင်ဖြစ်ပြီးလာခဲ့လားဆိုတော့အခုစီရင်ချက်ကိုသူသိသဘောကျသွားပါတယ်ဒါကြောင့်သူကကာမန်နောက်ကိုပြေးလိုက်ပြီးနှုတ်ဆက်တော့သူကလီစီယာဆိုတော့ကိုကာမန်ကလည်းတမ်းပြီးမှတ်မိတယ် တချင်ကလီစီယာမှုတစ်ခုနဲ့ဆွဲချက်တင်ခံရတော့ကဂွေလုံးကျွတ်လို့ကာမန်ကပဲမှန်မှန်ကန်ကန်အမိန့်ချခဲ့ဘူးတဲ့မှတ်လားအလီစီယာကသူ့ message တွေပို့ပေးမိကာမန်ကတစောင်းမှမဖတ်တဲ့အတွက်အခုလိုလိုက်လာတာပါသရေကြီးလို့ပါရှင်နဲ့ကျမစကားပြောမှရမှာမဟုတ်ပါလို့တောင်းဆိုလို့အလုံများနေတဲ့ကြားကတောက်ကြနေမနဲ့လို့အချိန်ပေးလိုက်ပါတယ် သတင်းတွေမှာလဲစပိန်သမ္မတကဥပဒေထက်မှဘယ်သူမှမရှိဘူး AI တရားသူကြီးတွေခန့်ထားခြင်းပြီလို့သတင်းစာရှင်းလင်းပွဲ လုပ်နေတယ်သတင်းထောက်ကဒီဘွဲမှာတန်တီအတွက်ရေးကြည့်တဲ့ CEO ကိုဘာလို့မတွေ့လဲလို့မေးလိုက်တော့ကိုရေးကိုရာကြောင့်မတက်တာလို့ရှင်းလိုက်တာကိုအလီစာ တိုင်းသားချနေရတော့အချက်မရှိတဲ့မိမလို့ဆဲပစ်လိုက်တယ်သူကရဲ့အလူလျောက်စနစ်ကိုအသက်သွင်းပြီးမြို့ပြင်ကသူတို့ ID site ရှိရာကိုမောင်းသွားတော့ဟိုမှာ21ကို launch လုပ်ဖို့တောင်စီစဉ်နေကြပြီ ဒါကိုလူစီယာကန့်ကွက်တော့ဥက္ကဋ္ဌဖြစ်သူ Brian's ကအကြီးအကျယ်စိတ်ဆိုးတယ်မင်းဒီနေ့လဲ spring သမရကိုလာမတွေ့ဘူးမနေ့ပြန်စော်ပဲ launch လုပ်ဖို့အားလုံးက season ပြီးပြီတဲ့ဒါအပြင် လီစီယာက CEO ဆိုပေမဲ့သူ့ပါဝင်ဘုတ်ဖွဲ့တွေက long lobster ကိုရွှေဆိုင်ဖို့ခွင့်ပြုပါမဟုတ်ဘူးလို့ဒေါသတကြီးအပြက်ပြောသွားပါတယ်။ညွန်ကျုပ် Alejandro ကတော့လူကြီးပြီးပြီးဖြောင်းဖြောင်းဖြားဖြားရင်းနှီးမြှောက်နှံသူတွေနဲ့အစိုးရကဆက်လုပ်ဖို့အစဉ်သစ်ဖြစ်နေပြီလို့ပြောတယ် အလီစီယာကတန်တီးယာမတည်ငြိမ်သေးဘူးလို့အပြက်ပြောလိုက်ပါတယ်။အလီစီယာတယောက်စိတ်ဆိုးဆိုးနဲ့သူ့ရင်ပြန်လာတဲ့လမ်းမှာအလိုလျောက်စနစ်နဲ့မောင်းနေနေတဲ့သူ့ကားဟာရုတ်တရက်ဖောက်သွားလို့ကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။သတင်းတွေထဲမှာ AI တရားစီရင်ရေးကိုထောက်ခံမဲ့ပေးဖို့စီအုပ်နေတယ်လို့အလီစီယာရုတ်တရက်သိဆုံးသွားလို့အစိုးရကသိစိတ်ပူနေတဲ့ပြင်တန်တီးတွေလည်းရင်လေးစရာလို့ကြေညာတယ်ဟောကိုကာမန်မြင်သွားတယ်။ online မှာတော့လီစီယာကို အနာဂတ်တရားရေးအတွက်သူရဲ့ကောင်းအဖြစ်မှွန့်တင်ထားကြပြီး သူ့ကိုတော့ NDTU ကိုမျက်နှာသာမပေးတဲ့သူဆိုပြီးဆွဆွဲထားကြပါတယ်ဒါပြင် project နဲ့ပတ်သက်ပြီးကာမဲအကူအညီကိုလိုချင်လို့အမြန်ဆက်သွယ်ပါဆိုတဲ့ Alicia ရဲ့စာတစောင်ကိုအခုမှသူတွေ့လိုက်ရတယ်။ဒါနဲ့ပဲသူ့ထက်ကစုံစမ်းစစ်ဆေးတရားသူကြီး Alina ကိုသွားတွေ့လိုက်တော့မနစ်ကတလကိုအမှု900လောက်ရှိတဲ့ထဲ300လောက်ကကာမန်ကြီးပဲတာဝန်ယူခဲ့ရတာ။နောက်နှစ်တွေမှာတိုးပြီးကင်တွေကြဖို့အစိုးရကစဉ်းစားနေတယ်။ တန်တီကိုအားကိုးခြင်းနေကြလာတဲ့ဒါအပြင်တန်တီကပြင်မှုပြန်လဲကျူးလွန်နိုင်ခြင်းရှိတယ်လို့ဖော်ပြထားတဲ့တရားခံကိုနင်ကအကျေချုပ်နဲ့ပြန်လွတ်ပေးလိုက်တယ်လို့ပြောလိုက်တော့ကာမန်ကလည်းဥပဒေကကန့်သက်ချက်တွေနဲ့ကိုက်ညီနေလို့လေလို့ပြန်ပက်လိုက်တယ်ဒါအပြင်တရားသူကြီးများအသိကိုလည်းကာမန်ကဝင်မထားအခုတော့အသိကသူ့ကိုတွေ့ချင်နေကြပြီတန်တီကိုခြားတရားသူကြီးတွေနဲ့အချင်းချင်းစစ်စစ်အတီးတပြုတ်ခဲ့ပြီးပြီဒါတွေကိုအလီစီယာကိုယ်တိုင်ကြီးကြက်ခဲ့တာ အခုနောက်ဆုံးစစ်ဆင်မှုကိုကာမန့်ကိုမဖြစ်မနေပါဝင်စီခြင်းနဲ့ဒါအလီစီယာရဲ့စန္ဒဒီလိုလှုပ်ဖို့အတွက်ဝင်ကြီးကလည်းကာမန့်ကိုခွင့်နှစ်ပတ်ပေးမယ်တဲ့အစိုးရကတော့ algorithm တရားရေးစနစ်ကိုပထမဦးဆုံးပြောင်းလဲကျင့်သုံးမဲ့နိုင်ငံဖြစ်လာအောင်ထောက်ခံမဲ့ပေးကြဖို့လောဆော်နေပြီကာမန်ကလီစီယာရဲ့နိုင်ရုပ်ကိုတွားတက်ပြီးတဲ့နောက်တန်တီတီထွန်ယာကိုလိုက်သွားလိုက်တော့ညွှန်ချုပ်အလဟန်ဒရိုကထွက်ကြိုတယ်။ဤပညာကြီးကဲဆိုဖီလီယာပါဝင်ရေးကြီးတဲ့ဝန်ထမ်းတွေနဲ့သူ့ကိုမိတ်ဆက်ပေးတယ် အဲ့ဒီနောက်တော့ကနဦးစစ်စေးမှုအနေနဲ့တန်တီ1 AI ကနေကင်တွယ်ချားနိုင်ခဲ့ဘူးတဲ့အမှုတွေကိုပြန်ကြည့်ပြီးကာမန်ကသူ့စိတ်နဲ့သူ့ကိုဆုံးဖြတ်ချက်တွေချကြည့်တဲ့အခါ AI ကအချိန်ပုံမြန်တာကလွဲ့ရင်အမှုကိုချိကပ်ပုံချင်းကအတူတူပဲသူတို့ရည်မှန်းချက်ကတန်တီကိုကာမန်စီကနေလေ့လာသင်ယူခိုင်းကျင်တာပါဆိုဖီလီယာကတရားသူကြီးတော်တော်များများနဲ့လေသူတို့စစ်ပြီးပြီတဲ့ဒါပေမဲ့ကာမန်ကအချိန်နေမတူတဲ့တခြားအမှုတွေကိုအိမ်မှာလေ့လာဖို့ print ထုတ်ပေးဖို့တောင်းဆိုလိုက်တယ် အဲ့ဒီချိန်တန်တီဥက္ကဋ္ဌ brain ကသူလုတ်တယ်များနေလို့ပါဘာပဲဖြစ်ဖြစ်ကာမန်လာတာအားရှိတယ်သူတို့ကာမန်စီကအများကြီးသင်ယူရအောင်ပဲလိုအပ်သမျှဆိုဖီလီယာနဲ့ညွန်ကျုပ်အလန်ဟန်ဒရိုကိုပြောပါလို့ great gate လာပြောသွားပါတယ်ပြန်ကနေမှညွန်ကျုပ်နဲ့စကားပြောကြည့်တော့ဘာလို့တန်တီဝမ်စီယုံရဲ့အတွက်သူစစ်ဆေးချက်ကအရေးကြီးတယ်လဲလို့မေးလိုက်တယ်ဒီတော့မှအလန်ဟန်ဒရိုကတန်တော်နဲ့ဘာသူမှမပြောဘူးလားတန်တီဝမ်အဖွဲ့စည်းရောအစိုးရကပါမင်းကိုကွန်ကရက်မှာတက်တည်ထွက်ဆိုခိုင်းချင်တာ တရားစီရင်လောကမှာခမ ्या ကလေးစားခံရသောပုံကူဖြစ်နေတယ်လို့ဘယ်ပါတီနဲ့မှလည်းမပတ်သက်ဘူးခမ ्या ကစံနမူလာကောင်းပဲဒါကြောင့်အလီစီယာကသူတခုဖြစ်ခဲ့ရင်တန်တီဗာရှင်းသစ်ကိုခမ ्या အတီးပြုချက်ပါမှလောင်းစလုတ်ခွင့်ပြုမယ်လို့သေလန်းစာမှာရေးထားခဲ့တယ်ခမ ्या ရဲ့သဘောခမ ्या ရဲ့သဘောတူမှုမပါဘူးဆိုရင်ကျွန်တော်တို့ရောအစိုးရရောတန်တီကိုထုတ်ခွင့်မရှိတော့ဘူးလို့ပြောပြတော့ကာမန်ထက်ဆင့်အံ့ဩရတယ် သတင်းတွေမှာ AI တရားသူကြီးကတရားခံတရားလုပ်ရဲ့ရှောက်လဲချက်တွေထက်သူတို့ဘလို့ပြုတ်ယူရယ်ဘလို့တုံ့ပြန်တယ်ဆိုတာကိုအ깨ဖြစ်မှာမို့လိမ်လို့မရဘူးလို့ဇက်တိုက်စန့်တင်ထုတ်လွှင့်နေတယ်အဲ့ဒီညမှာ comment စီကိုတရားသူကြီးဂိုတရားရောက်လာပြီးလမ်းလျှောက်ထွက်ဖို့လာခေါ်တယ်ဂိုတရားကတရားသူကြီးများတင်းကိုနိုင်ငံရေးခြေဖုံးခုတ်သူတွေရဲ့အိတ်ထဲထဲထားတဲ့အသင်းဆိုပြီးမလိုလားတဲ့သူ ်သူကလည်းအကျင့်ပြတ်ခြားစားတဲ့အသင်းလို့မြင်တယ်ဒါကြောင့်အသင်းအနေနဲ့တန်ချီဝမ်ကိုစန်းတင်ရခန့်နေတယ်အခုတော့ algorithm တရားစီရင်အတွက်ဆေးရတွင်တရားရဲ့ညီလာခံကြားနာမှုဖြစ်လာလိမ့်မယ်ကမယ်ဒီအချိန်ကြားနေရမယ့်အချိန်မဟုတ်ဘူးမင်းဘက်ကိုရွေးမရမယ်တန်ချီဝမ်ကိုမင်းသုံးသက်ချက်ပြောရမယ်ဒါပြင်လီစီယာကစော်ဘက်ကိုစားထုတ်မယ်ဆိုတာသူတားခဲ့တယ်လို့ငါသိထားတယ်ဒီမဲ့အလိုလျောက်မောင်းတဲ့ကားကဗတော်တိစလမှုဖြစ်တယ်ဆိုတာသွေးဟိုးတားရမဟုတ်ဘူး ဒါကြောင့်ကျေးဇူးပြုပြီးသတိထားပါလို့ပြောသွားပါတယ်။နောက်ထပ် 31C ကိုရဲ့အင်တာဗျူးကိုကြည့်တဲ့အခါအလီစီယာဟာတရားသူကြီးကောင်းလူကြောင့်လောကကြီးတည်ငြိမ်တိုးတက်နေတာ။တရားရေးစနစ်ကိုနိုင်ငံရေးနဲ့စီးပွားရေးအာဏာလောင်းရေးအောက်ကလွတ်အောင်လုပ်ရမယ်။ပြည်သူတွေလည်းလွတ်လပ်စွာပါဝင်မှုရှိရမယ်လို့ပြောထားတာကိုအခုမှကာမန်ကြားဘူးသွားတယ်။ ဒုတိယဆက်ရှင်အနေနဲ့မတူညီတဲ့မှုတွေကိုစစ်ဆေးကြည့်တော့တန်တီ AI နဲ့ကာမန်တို့ကြားကဇလန်းဆာကဟက်ကာကလည်းဂျန်နာရီအားလုံးဆုံးဖြတ်ချက်တွေတူညီတာတွေ့ရပြန်လေဒါပေမဲ့အလီစီယာသေခဲ့တဲ့ရပ်ပိုင်းအတွင်းမှာပဲဆော့ဘဲကိုဈေးကွက်တင်ကျင်တာကိုတော့ကာမန်ကသဘောမတွေ့ဘရိုင်းယက်စ်ကိုအတူတူတီထောင်ခဲ့လာလားဆိုတော့အယ်ဂိုရစ်သမ်ကိုအလီစီယာကဆွဲပြီးကျွန်တော်ကကုမ္ပဏီဖြစ်အောင်လုပ်ပေးခဲ့တာပါတစတဲ့ကာမန်ကဘရိုင်းယက်စ်မျက်လုံးကိုစိုက်ကြည့်ပြီးစိတ်ထဲတော်တော်လေးနေပါပဲနော်လို့မေးချလိုက်တယ် ဒီတော့မှ Brands ကဟုတ်ပါတယ်သူနဲ့ Alicia တို့ချက်ခန်းပြက်လိုက်တာမကြသေးဘူးလို့ဖွင့်ဟဝင်ခံပြီးစကားစကားကိုဖျက်ရှောင်ထွက်သွားပါတယ်ထုံးစံတိုင်းနောက်ဆုံးစကားဝန်းကိုညွန်ကျုပ် Alejandro နဲ့ဆက်ကြတော့ဆန္ဒခံပွဲမှာဘာရက်လည်းပဲထွက်ထွက်တန်တီစနစ်ကိုအစစ်မြစ်ထိန်းချုပ်နိုင်ဖို့အတွက်ကာမန်နဲ့ရေရှည်လက်တွဲအလုပ်လုပ်ချင်တာ Alicia ရဲ့ဆန္ဒပါ database တွေပတ်စံတွေအများကြီးကုန်ချထားတာလို့ဆက်ပြောနေတော့ကာမန်ကအလီဆီယာကမတော်တဆမှုလို့ရှင်းထင်သလားလို့ဖြတ်မိလိုက်တယ် ခဏနေစီရင်ချက်ချတော့မှာပါဆိုတော့ကာမန်ကတန်ထီကဆုံးဖြတ်ချက်ချပြီးသားမဟုတ်လားလို့ပိတ်မေးလိုက်တယ်ဒီတော့မှ AI တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုရှင်းပြရတယ်အလီစီယာမောင်းလာတဲ့ကားကမမြင်ကြွယ်အောင်ကိုယ့်လောက်ချိန်မှာသူ့ရှေ့မှာကားစီးကန့်လန့်ပိတ်ပြီးပြက်နေလို့ကားရဲ့အလိုလျောက်စနစ်ကလူတွေမထိခဲ့အောင်လွတ်လန်းရှာပြီး brake off ဖို့လုပ်ခဲ့တာကားမှာပါတဲ့ AI စနစ်ကလူကျင့်ဝတ် algorithm ကိုအခြေခံထားခဲ့တာတဲ့ဒါဆိုရင်ဆုံးဖြတ်ချက်မှန်မှန်ဘယ်လိုသိနိုင်မလဲလို့မေးခွန်းထုတ်လိုက်တယ် စီရင်ချက်ကိုအင်ဂျင်နီယာတယောက်ရဲ့တွက်ဆမှုပုံမူတည်ပြီးချမှတ်တာလို့ပြောပြတယ်။ကာမန်ကအဲ့ဒီကနေအပြန်ကားတွေကိုဝင်လိုက်တော့အမီမသိသူတူကဖိုင်တပိုင်သူ့ကိုပို့ထားတာတွေ့လို့ဖွင့်ကြည့်လိုက်တော့အလီစီယာနောက်ဆုံးအချိန်တွေမှာချစ်သူအောင်ဥက္ကဋ္ဌဘရိုင်းယန်စ်နဲ့စကားများနေတဲ့ CCTV မှတမ်းဖိုင်ဖြစ်နေပါတယ်။ဒါကိုဘသူကသူ့ကိုသိစေချင်တာလေ။သူပြန်လာတော့တရားရုံးမှာအလီစီယာရဲ့မတော်တဆမှုကိုတန်ထီအကြံပြုချက်နဲ့စီရင်ချက်ချလိုက်တဲ့သတင်းကိုကြေညာနေတယ်။ ကမပါတဲ့ Vincent လုံချိုရေး algorithm ကြောင့်အခုလိုဖြစ်တာဒီစီရင်ချက်ကတရားမျှတတယ်လို့ပြောနေကြတယ် Vincent ဖွဲ့ကိုမေးကြည့်တော့သူတို့ algorithm ကလူတိုင်းရဲ့သက်ကိုဒန်းတူညီမျှတန်ဖိုးထားတယ်ဒါကြောင့် AI တရားသူကြီးကဘတ်မလိုက်ဘူးလို့မှတ်ချက်ချထားလို့တန်တီ1ဒွတ်စန္ဒခံဥပွဲမှာထောက်ခံမှုပိုရဖို့ဖြစ်နေပြီလို့ကြေညာနေပါတယ်ဒီတော့ Vincent ရေလုံချိုရေးဒရိုက်တာကိုရှာကြည့်တဲ့အခါ Carlos Visser ဆိုတဲ့လူ ဖက်ဆိုချက်ပေးတာလေအဲ့ဒီလူပဲအမေရိကန်မှာလှုပ်လှုပ်ခဲ့ပြီးစိုက်ပါလုံခြုံရေးနဲ့ AI ဘက်ကပညာရှင်ပါဒါပေမဲ့လူမြင်ကွင်းကိုရှောင်နေတာတိတ်မသင်ကားစရာဒီလိုနဲ့ Carlos Dives ဆိုတဲ့လူကိုရှာဖို့သူယုံကလူတွေရောသိနိုင်မဲ့တခြားသူတွေကိုပါမေးဆန်းဖုံးဆက်မိသွားတယ်ဒီချိန်မှာတော့ဆိုဖီလီယန်နဲ့သူတန်တီစစ်ဆေးခဲ့တဲ့အမှုတွေကပုံစံတူပြစ်မှုကျူးလွန်ထားတဲ့အမှုသုံးခုကိုတရားခဏ်နံပါတ်၁နဲ့နံပါတ်၃ပြစ်ဒဏ်တွေကမတူပဲကိုကွယ်ပြပြချမှတ်ထားလို့ဒါဖြစ်တဲ့လားလို့မေးလိုက်တယ် ဆိုဖီလီယာကတန်ထီးကပြစ်မှုကျူးလွန်သူတွေရဲ့နောက်ခံသမိုင်းပေါ်မှာမူတည်ပြီးအကဲဖြတ်တာပါအဲ့ဒီတော့အယ်ဂိုရသမ်တစ်ချက်စင်းစီကိုဘလို့တန်ဖိုးသတ်မှတ်ကလေးလို့မေးလိုက်တော့ဒါကိုတော့ဘသူမှကြည့်လို့မရဘူးလို့ဖြေတယ်။ကာမန်ကလက်မခံအဲ့ဒါကပြစ်ဒဏ်ကိုအဓိကတဲ့အောင်စေနိုင်တဲ့အတိုင်းအတာတစ်ခုဆိုရင်ဘလို့ဆုံးဖြတ်ချက်ချရတယ်ဆိုတာလူတိုင်းသိနိုင်မြင်နိုင်အောင်ထုတ်ပြန်သင့်တယ်လို့ပြောလိုက်တော့ဆိုဖီလီယာမရှင်းပြတတ်တော့ဒါနဲ့ပဲ Brian's ကိုသွားမိတော့တန်ထီးကတရားခံတွေရဲ့လူမှုအဖွဲ့အစည်းပေါ်တဲ့အောင်မှုကိုအကဲဖြတ်တယ် တရားမျှတမှုကလူတိုင်းအတွက်တူညီနေမှာမဟုတ်ဘူးဆိုတော့ကာမန်းကလည်းဥပဒေမှာဖြတ်ထုံးတွေကရှိပြီးသားဒါကိုတူတူယောက်တည်းသဘောမျိုးနဲ့လှုပ်ဝှက်ထားလို့မရဘူးလို့ပြောလိုက်တယ်ဒီလိုနဲ့တရားသူကြီးများအသင်းမှာတန်တီဘက်ကလူတွေနဲ့တရားသူကြီးတွေကြားအမြင်ဖလှယ်ဖို့ဖြစ်လာတယ် ဒီညီလာခံကိုကာမန်ကိုလည်းစစ်ခေါ်ထားလို့မဖြစ်မနေတက်ခဲရတယ်။ဆဆချင်း algorithm အကြောင်းကိုမေးခွန်းထုတ်တော့ညွှန်ချုပ်အလဟန်ဒရိုကသူကဥပဒေပညာရှင်လည်းမဟုတ်တလို့တရားသူကြီးလည်းမဟုတ်ပါဘူး။သူတို့ကဝန်ဆောင်မှုတစ်ခုရဲ့ရေသွေးကိုအသုံးပြုသူတွေရဲ့တုံ့ပြန်ခြင်းနဲ့အမြဲလေးလာလေးရှိတယ်။ တရားစီရင်ခြင်းမှာလူသားဆန်တဲ့အတွေးခေါ်တွေစိတ်ခံစားချက်တွေလူမျိုးတွေကြားမှာအစွဲလန်းတွေနဲ့အာဂတိတွေကိုဖယ်ပြီးတရားစီရင်ချက်ချတော်ကိုပို့ပြီးတရားမျှတတယ်လို့ပြည်သူတွေကခံစားရတယ်ပြီးတော့ဒါကိုသူတို့ကပို့ပြီးမြင်မာတဲ့ရလက်ရေသွေးရှိတဲ့တရားမျှတမှုလို့သတ်မှတ်တယ်လို့ AI ကိုအမွန်းတင်သွားပါတယ် တရားသူကြီးတွေထဲကကိုယ်စက်တယောက်နေနဲ့အာဂိုဒါကတရားမျက်တပ်မှုဟာနိုင်ငံနဲ့စီးပွားရေးအာဏာကိုထိန်းချုပ်ပြီးအခြေခံခွင့်ရေးတွေနောက်ဆုံးခံတပ်ကိုကိုစားပြုတဲ့အတွက်အမြဲအစဉ်မပြေပြမှုတွေရှိတယ်။အဲ့ဒီခံတပ်ကိုလက်ရှိတရားရုံးကအစွမ်းကုန်ကြိုးစားနေတဲ့ရိုးဖြောင်းတဲ့တရားသူကြီး9000ကျော်လောက်ကကာကွယ်ပေးနေကြတာပါ။ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းအတွက်အရင်းမြစ်တွေမလုံလောက်မှုကြောင့်သူတို့တိတ်ကိုပင်ပန်းနေခဲ့ရတယ် ဒါတော့မှစီးပွားရေးနဲ့နိုင်ငံရေးနယ်ပယ်ကလူတချို့ကတရားရေးကိုချုပ်ကင်ဖို့နှီးမျိုးမျိုးနဲ့ကြိုးစားနေကြတယ်လို့ပြောချလိုက်လို့ကာမန်သဘောကျသွားပါတယ်။တန်တီရဲ့ကိုစနယ်အနေနဲ့ကတော့ဥက္ကဋ္ဌ Brian's ကရှင်းပြတဲ့အခါတရားခွင်တစ်ခုမှာစကားပြောကောင်းတဲ့ဘက်ကအမြဲအနိုင်ရပြီးဒါကိုတရားမျှတမှုလို့လူတွေပြောနေပြီးမယ်။သူ့ရဲ့တန်တီကတော့ကြစ်ဖြတ်ကြာစားမှုတွေကိုအဆုံးသတ်ဖို့ယူရထားတာ။ ဆော်ဝဲကတရားခံတွေနဲ့တပ်သူတွေရဲ့စိတ်ခံစားမှုကိုဖတ်နိုင်တယ်အပြုမူတွေကိုစစ်ဆေးနိုင်တယ်ခလုံးကွေးတောင်းမှုတွေလူငယ်ခချမ်းတာကွေးပေးတာတွေတရားဆွတ်ဆုံမှုတွေအလုံသမားရည်ရာပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်တယ်ကမ်းနဲ့ချီးတဲ့လှုပ်တွေကိုတစ်ချိန်နဲ့ကင်တွယ်နိုင်လို့လူစွမ်းအရင်းပြင်းနဲ့တိုင်းပြည်ရဲ့ဘဏ္ဍာဘလောက်တက်တာသွားမလဲဆိုတာစဉ်းစားမိရလားလို့ခက်တင်းတင်းပြောလိုက်ပါတယ်နောက်ဆုံးကမဲအမြင်ကိုနားထောင်ဖို့ဖြစ်လာတယ် ကမန်က AI တရားသူကြီးပေါ်သူ့ရဲ့လက်တွေ့စမ်းသပ်ချက်ရတန်ထီလိုစနစ်တွေကလူတူးချင်းစီရဲ့ပြစ်မှုပြစ်ဒဏ်ချမှတ်ပုံတွေဟာအတိတ်ကအဲ့ဒီလူဖြစ်ဖြစ်ခဲ့တဲ့အချက်လက်တွေပေါ်မှာအခြေခံထားတယ်တိုးတက်ပြောင်းလဲနေတဲ့လူမှုရေးအခြေခံမှာဥပဒေတစ်ခုကိုအတိတ်ပဲဖွင့်ဆိုဖို့ဆိုတာဒီလိုစနစ်မျိုးကမစွမ်းဆောင်နိုင်ဘူးခေပြောင်းလဲတွေမှာပြောင်းလဲသွားတဲ့လူတွေရဲ့စံနှုန်းတွေပြောင်းလဲသွားတဲ့ခန်းစားချက်တွေသူနားမလဲဘူး ဒါကြောင့်အဲ့ဒါကဥပဒေအစ်တွေဖန်တီးဖို့မစွမ်းဆောင်နိုင်သလိုတိုးတက်ဖို့လည်းမဖြစ်နိုင်ဘူးအမြဲတမ်းလူတစ်ယောက်ရဲ့အတိတ်ကိုကြည့်ပြီးဆုံးဖြတ်နေရင်တော့တရားစီရင်ရေးမှာအလွယ်လွယ်မှမှတွေထပ်ခါထပ်ခါလုံးပြီးပါလိမ့်မယ်လို့ပြောချလိုက်ပါတယ်ညီလာခံပြည်တာနဲ့ညွန့်ကျုပ်အလဟန်ဒရိုကဘာကြောင့်ဒီလိုပြောရသလဲလို့မျက်စိပြက်မျက်နှာပြက်နဲ့လာမေးတယ်ကာမန်ကစနစ်ကအစင်သစ်မဖြစ်သေးဘူးလို့ပြောလိုက်တယ်ဒီတော့အလန်ဒရိုကဒါဆိုရင်စထုံးမဲ့အချိန်ကိုရွှေ့လိုက်ပါမယ် အယ်ဂိုရသမ်ကိုလည်းခမားစိတ်ကြိုက်ဝင်ကြည့်နိုင်အောင်လုပ်ပေးမယ်လေလို့ပြောလိုက်တော့ဒါကိုတော့ကာမန်ကလက်ခံလိုက်ပါတယ်။နောက်ပိုင်းရက်တွေမှာကာမန်ကိုလူတယောက်ကအမြဲနှောက်ယှက်ခံနေတာသတိထားမိလိုက်တယ်။တစတဲ့ဖုံးစိမ့်တလုံးဝင်လာလို့ကောက်ကင်ကြည့်လိုက်တော့ဗင်ဆန်လုံကျော်ရဲ့ကကာလော့စ်ဒီဘယ်ဖြစ်နေတယ်။အလီစီယာသေဆုံးမှုနဲ့သူ့ကိုရှာနေတယ်လို့ကြားလို့သူ့လုံခြုံရေးအတွက်လူရှင်းတဲ့နေရာမှာတွေ့ကြရအောင်ပါလေ ချင်းထားတဲ့နေရာကိုအရေးစွန်ပြီးသွားလိုက်တဲ့အခါကာလော့စ်ကသူတို့အခုလိုတွေ့ဆုံတာကိုနောက်တစ်ချိန်မှတသက်ခံမှာမဟုတ်ဘူး။သိကျင်လာကတော့ထိုင်နေရှင်းပြမယ်။သူ့မှာဖီးအားတွေများနေလို့တရားခွင်မှာအကုန်မပြောခဲ့ရဘူး။တကယ်ကသူတို့ Vincent Algorithm ကလူသက်တွေကိုဒန်းတူညီမျှတံပိုးထားတယ်ဆိုတာမှန်မှန်ပါဘူး။ မတော်တဆမှုဖြစ် VIP တွေကသူတို့အသက်ကိုပထမဦးစားပေးအနေနဲ့ကာကွယ်ဖို့ငွေတွေအများကြီးပုံပေးပြီးပြုပြင်ခိုင်းထားလေးရှိတဲ့အထက်မှာအလီစီယာလည်းပါတယ်။ဒါပေမဲ့ယင်မတော်တဆမှုမဖြစ်ခင်နှစ်ရက်လိုမှာသူတို့စာဖာအဟက်ခံလိုက်ရပြီးအလီစီယာရဲ့ကာမှာ VIP algorithm ချင်းချက်ကိုဖျက်ပစ်တာခံထားရတယ်။ဘယ်နေရာကနေဟက်ခဲ့တယ်လဲဆိုတာကိုစုံစမ်းကြည့်လိုက်တော့ IP address ကတန်ထီးကနေလာတာဖြစ်နေတယ်တဲ့။ ကားလုစား IP address ကိုပေးသွားပြီးနောက်ကိုသူနဲ့မပတ်သက်ပါတော့နေလို့ပြောသွားပါတယ်ဒီတော့ကမန်လဲသူ့တသက်မှာမလုတ်ဘူးတဲ့လောက်ကိုလုတ်ဖို့ကြံလိုက်တယ်သူယုံမှာအဲ့ဒီ IP လိပ်စာကိုဝင်ကြည့်ဖို့တိုးတိုးတိတ်တိတ်စီးအောင်ပြီမဲ့ဥပဒေနဲ့မကင်းဘူးလို့မလုတ်ပေးကြဘသူမှမကူညီတော့ကြံရမရတဲ့ဆုံးဇလန်းစာကသူ့ကြောင့်ခံဝင်ကျုံနဲ့လွတ်ထားတဲ့ဟက်ကာစီကိုယူရို2000တန်း Bitcoin တွေပေးပြီး IP address ကိုဝင်ကြည့်ခိုင်းတယ် နောက်တော့သူတို့သဘောထူထားတဲ့အတိုင်းလူပြတ်တဲ့တောင်းတစ်ခုကိုသွားကွန်ပျူတာကိုဖွင့်ဖို့ကြံတယ်။တောထဲရောက်တော့အဲ့ဒီ IP address ကို hack လုပ်ပြီးရသမျှအချက်လက်တွေကိုကူးယူလိုက်တယ်။အဲ့ဒီမှာလီစီယာဟာသူ့ကိုယ်ရဲ့ခြေအခံချစ်ပြားထည့်ထားလို့သူ့ဘယ်နေရာမှာရှိတယ်ဆိုတာအချိန်ပြည့်သိနိုင်တယ်ဆိုတဲ့အထောက်အထားကိုရလိုက်ကြတယ်။အခုတော့ရှာစရာမလိုအုတ်ဂူထဲမှာပေါ့။ နောက်တည့်မှာတော့ကာမန့်ကိုတရားရုံးကိုလာခဲ့သတင်းတောက်တွေနဲ့စကားမပြောနဲ့ဆိုပြီးဖုန်းဆက်ခေါ်တာခံလိုက်ရတယ်။ဟိုရောက်တော့ကာမန့်ခမည်းလွန်ချင်းခွင့်ပေးထားတဲ့ဟက်ကာကိုကလေးဖော်ချုပ်ပုံတွေနဲ့အတူဖမ်းမိလိုက်ပြီးလွန်ခဲ့တဲ့လနဲ့ငယ်ကပျောက်ဆုံးသွားတဲ့ကလေးရဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေလည်းသူ့မှာရှိနေတယ်ဆိုတဲ့သတင်းစိုးကိုကြားလိုက်ရတယ်။ဒါတင်တာမကသူကဟက်ကာကိုယူရို2000တန်ဘစ်ကွင်ပေးပြီးခိုင်းခဲ့တာရောသူတို့ကားထဲမှာပြောခဲ့တဲ့စကားတွေကိုပါတသက်သေးဖြစ်နေပေါ်လာတယ်။ကာမန်အယောင်စားခံလိုက်ရပါပြီ။ သူကိုတရားသူကြီးဖြစ်ကနေဆိုင်းငံ့လိုက်ပြီလို့တရားသူကြီးများစုံစမ်းစစ်ဆေးအဖွဲ့ကအမိန့်ထုတ်လိုက်ပါတယ်။ကာမန်တရားရုံးကထွက်လာတော့သတင်းတောက်တွေကဝိုင်းအောင်ပြီးသူစီကနေဖြည့်ရှင်းချက်တောင်းပေမဲ့သူကတော့နှုတ်ဆက်ထွက်လာခဲ့ပါတယ်။ဒီတိုင်းဆိုရင်တန်ထီတွက်မဲဆန္ဒခံယူပွဲမှာအပြတ်သက်နိုင်ဖို့ဖြစ်လာခဲ့ပါပြီ။မဲဘိုးပဲမဆမီရဲနဲ့ငယ်ချာမှာတန်ထီမိတ်ဆက်ပွဲကိုကျင်းပလာတယ်။ ထူးဆန်းလာကကာမန်ကို IP address ပေးခဲ့မှုတဲ့ဗန်ဆန်းလုံချိုရေးကကာလော့စ်ဗီဒတယောက်တန်တီဘုတ်ဖွဲ့ဝင်တဲ့ဖြစ်လာသလိုကျွန်ကျုပ်အလန်ဒရိုကလည်းဥက္ကဋ္ဌဖြစ်သွားတယ်မူလဥက္ကဋ္ဌဘရိုင်းယန်ကတော့အလီစီယာရဲ့မတော်တဆမှုနောက်ွယ်ကလူသက်သမားဖြစ်တဲ့နိုင်ငံတကာကဖန်ဝရန်ထုတ်ထားတယ်တဲ့အခုတော့ဘရိုင်းယန်လည်းပျောက်ချင်းမလားပျောက်တန်တီလည်းရှေ့တန်းရောက်လာခဲ့ပါပြီ တစတဲ့ဟက်ကာလည်းအဖမ်းခံထားရတယ်ဒါနဲ့ပဲရဲဘက်ကသူနဲ့ကာမန့်ကိုတွေ့ပေးကြတော့ဟက်ကာကကာမန့်ကို ခမကို IP address ပေးခဲ့တဲ့သူဘယ်သူလဲဆိုတာပြန်တွေးကြည့်စမ်းပါသူတို့ကကျွန်တော်အရင်ကိုဝန်ရှာပြီးအလီစီယာနဲ့ပတ်သက်တာမှန်မြကျွန်တော်လက်ချက် Brian ခန်းလို့လောက်တာကြီးပဲဆွဆွဲဖို့လုပ်နေကြတယ်ဒါကြောင့်ဆွဆွဲသူတွေက Brian ကိုအစဖြောက်လိုက်တာဖြစ်နိုင်တယ်သူတို့လောက်ရတစ်ခုလုံးကိုဖုံးကွယ်ဖို့ခမကိုအုံချခဲ့တာပဲကမန်အခုရောအထောက်ထားတွေပါလာသလားလို့မေးလိုက်တော့ကမန်လဲအလီစီယာနဲ့ပတ်သက်တဲ့ဖိုင်တွေပါတဲ့စတစ်ကိုစုံစမ်းစစ်ဆေးထံလက်လွဲလိုက်ပါတယ် ဒါပြင်ဟက်ကာကအလီစီယာဟာမသိခင်မှာပဲ Brian's နဲ့သဘောတူညီချက်စာချုပ်တစ်ခု လုတ်ခဲ့တယ်အဲ့ဒါ Tantu 3လို့ခေါ်တယ်သူတို့နှစ်ယောက်တည်းကြည့်ပြီးအချက်လက်တွေကိုသူတို့ရဲ့ရေပြားအောက်မှာ chips ပြင်းနဲ့ထည့်ထားခဲ့တာဒါကြောင့်အခုပြောင်းနေတဲ့ brands ကိုတွေ့ရင်တော့ဖြစ်ရမှန်တွေပေါ်လာနိုင်တယ်သူတို့နှစ်ယောက်ကအခုဥက္ကဋ္ဌအစ်စ်ဖြစ်သွားတယ်အလီဟန်တွေရဲ့လူတွေကတန်တီကိုမောင်းပိုင်းစီးနိုင်အောင် လုပ်ခဲ့ကြတာ ကြားတဲ့ကနေမိစားပြင်ဖြစ်ရသူကကာမန်ပဲဆိုတာတဖြည်းဖြည်းပေါ်လာပါတယ်တကယ်လို့ဒါ brand သာမပြောက်ခဲ့ဘူးဆိုရင်အလုံးတရားခံက hacker လို့ပဲထင်ကြမှာအခုတော့ပတ်ဆိုင်သူတွေလည်းကာမန်ပေးတဲ့ IP address ကိုဝင်ကြည့်ပြီးဤပညာရခွဲချမ်းစိတ်ပြကြည့်တဲ့အခါ Alicia နဲ့ Brian တို့ရဲ့ကိုရဲမှာထည့်ထားကြတဲ့ chips တွေကဝင်ခွင့်ကုတ်တွေအတူတူပဲဆိုတာသိလိုက်ရတယ် အလီစီယာကတော့တင်းချိုင်းပါဒီတော့ Brian ရဲ့လှုပ်ရှားမှုလမ်းကြောင်းကိုခြေအားခံကြည့်တဲ့အခါသူဟာတတော်တဲ့ကနေကိုယ့်ကောက်အဝေးကြီးကိုသွားပြီး နောက်ဆုံးမှာပင်လယ်ကျမ်းပြင်တနေရာမှာချစ်ပြားငိမ့်နေတာကိုတွေ့လိုက်ရတယ်ဒီတော့ဟက်ကာလည်းအပြစ်မရှိဆွဆွဲခံရသူ အလီစီယာနဲ့ Brian ကိုတတ်တဲ့သူလဲဘသူဆိုတာရှိမိလာကြပါလေ ဒီတော့ကာမန်ဘက်ကတရားသူကြီးတချို့တဲ့ဟက်ကာကိုတိတ်တဆိတ်စုံစမ်းစစ်ဆေးနေတဲ့ယာရှိတွေပေါင်းပြီးနောက်ဆုံးတိုက်ပွဲဝင်ဖို့ဆင်နွှဲလိုက်ကြတယ်။အဲ့ဒါကတော့ရင်ကူသမားတွေတုံပြီး Brian's အလောင်းကိုတွားဖို့မယ်။တစ်ချိန်တည်းမှာပဲသတင်းထားရတစ်ခုနဲ့ညှိပြီးကန်တီဥက္ကဋ္ဌနဲ့တရားရေးကျွမ်းကျင်သူကာမန်တို့ကိုစကားစစ်တို့ပွဲအမှတ်တမဲ့ဖြစ်အောင်စီစဉ်ပေးမယ်လို့တံပြန်ကြံစီလိုက်ကြပါတယ်။ဒီလိုနဲ့တန်တီစင်တာမဲပေးဖို့48နာရီလိုမှာရင်ငုံသမားတွေကပင်လယ်ရေအောက်က Brian's လောင်းကိုလိုက်ရှာနေကြချင်း စီစဉ်ထားတဲ့အတိုင်း Channel 22ကနေနေ့လယ်ခင်းတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်တဲ့ Fendi Launch လုပ်တဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဆိုပြီး live ကိုစတင်လိုက်တယ်။ host ကသူ့ရှေ့မှာရောက်နေတဲ့ဥက္ကဋ္ဌအလီဟန်ဒရိုနဲ့ပြိတ္တကူမိတ်ဆက်လိုက်တယ်။အလီဟန်ဒရိုကတရားစီရင်ရေးအတွက်သူစိုးရိမ်နေတာကစပိန်တနိုင်ငံလည်းမဟုတ်ဘူး။ဒီကမ္ဘာလုံးအတွက်ပါမနေ့ကစပိန်မှာတိုင်ကြားမှုပေါင်းတသိန်းလောက်ရှိခဲ့ပြီးအဲ့ဒီထဲက60ရာခန်းလောက်ကိုဖြည့်ရှင်းနိုင်ခဲ့တယ်။နောက်နှစ်တွေဆိုရင်တော့အမှုပေါင်းတသိန်း2000လောက်ရှိမယ်။ဒီလိုချိန်မျိုးမှာလူသားတွေရဲ့တရားစီရင်ရေးကလက်တွေ့ကျတဲ့ရွေးချယ်မှုမဟုတ်တော့ဘူးဆိုတာလူတိုင်းသိတာအမှန်ပဲ။ဒီတော့ host ကလည်းဒါကြောင့်လဲအခုအစည်းအဝေးမှာနာမည်ကြီးတရားသူကြီးတယောက်ကိုဂ ျမတို့ဖိတ်ထားပါသေးတယ်သူ့အမြင်တွေကိုလည်းပြိတ္တကကြားကျင်ပါပါသူကတော့ဒီအပိုင်းအကြီးကျယ်ဝေဖန်ခံနေရတယ်တရားသူကြီးကာမန်ပဲဖြစ်ပါတယ်ဆိုပြီးကာမန်ကိုခေါ်ထုတ်လိုက်ပါတယ်အလီဟန်ဒရိုမတိမတာမျက်စိမျက်နှာပြတ်သွားတယ်ဟော့စ်ကကာမန်ကိုတန်တီဆိုင်နာခိုင်ဘွဲကိုလက်မခံဖို့ဇက်တိုက်တပ်ဘွဲဆက်လက်တိုက်ပွဲဝင်နေတဲ့လူနည်းစုတွေကတဦးဆိုပြီးပြိတ္တကတီးပြီးသားပါဒါနဲ့ရှင်တို့လည်းတယောက်နဲ့တယောက်တီးပြီးသားဖြစ်မှာပါနော်ကဲတရားသူကြီးမရှင် ဆန္ဒခံဝယ်စတင်ဖို့58ရက်ပဲကြံပါတော့တယ်။ဒါကဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြီးအကျယ်အပြောင်းအလဲဖြစ်စေနိုင်လို့ပါ။မေးချင်တာကကျမတို့ဘာကြောင့်ကန့်ကွက်မဲ့ပြီးတင်တယ်လဲဆိုရယ်အမြင်ပါပဲ။ကမန်ကဘာလို့လဲဆိုတော့ algorithm တရားစီရင်ရေးကိုထောက်ခံမဲ့ပေးတာကတရားစီရင်ဆိုင်ရာလွတ်လပ်ခွင့်နဲ့နိုင်ငံတော်ရဲ့အကြီးဆုံးအာဏာကို public ကုမ္ပဏီတစ်ခုတည်းလက်လက်ချလိုက်တာနဲ့အတူတူပဲဖြစ်လို့ပါအလံကမြန်ဝင်ပြီးညင်းလိုက်တယ်သူ့တန်တီးကလွတ်လပ်မှုကိုမြင့်တင်ပေးတယ် နိုင်ငံရေးဩဇာအောက်ကနေတရားရေးကိုလွတ်မြောက်စေတယ်လို့ပြောတယ်။ host ကလည်းဒါကတော့ကျမတို့အားလုံးလေးစားရတယ်။တန်တီကိုတီထွင်သူ Alice Handre ရဲ့ချမှတ်တမှုနဲ့ရည်ရွယ်ချက်ပါလို့ဝင်ပြီးမြှောက်ပေးလိုက်တယ်။ဒီတော့ကာမန်က Alejandro ရဲ့ရည်ရွယ်ချက်စစ်ကအဲ့ဒါမဟုတ်ဘူး။တကယ်တော့ Alicia ရဲ့မူလစီမံကိန်းကလူသားတွေရဲ့တရားစီရင်ရေးကိုငြိမ်ရတုနဲ့မြင့်တင်ဖို့ဒီမိုကရေစီနဲ့ပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဉ်တွေကိုဥတီဖို့ပါ။ အခုလက်ရှိတန်တီဥက္ကဋ္ဌရဲ့မူနဲ့တော့လုံးဝစန့်ကျင်ပဲပဲဒါကြောင့်လဲလီစီယာကတန်တီမိတ်ဆက်ပွဲကိုမလုံနဲ့လို့အုံလို့တားခဲ့တာပါဒါကြောင့်လဲသူအသက်ခံရတာဒီလိုပဲ Brian's လဲနှုတ်ပိတ်ခံရတာလို့ပြောချလိုက်တော့စကားစစ်ထိုးပဲပုံပြီးပွဲစုသွားပါတယ်အလန်ဒရိုလဲအသေးအံကာကွယ်ဖို့ပြင်ဆင်ပြောဆိုနေချိန်မှာပဲ host ကကြားဖြတ်ပြီးဒီမှုနဲ့ပတ်သက်တဲ့သတင်းထုတ်တစ်ခုဝင်လာလို့ပါ ကလောဦးသတင်းတွေရပင်လယ်အောက်မှာအလောင်းတစ်လောင်းကိုဆယ်ယူခဲ့ပြီးရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအစောပိုင်းရလဒ်တွေရအဲ့ဒါဟာ Brian ရဲ့စစ်လောင်းဖြစ်နေတယ်လို့ညွန်ပြနေပါတယ်သူဟာတန်တီးရဲ့ CEO Alicia သိဆုံးခဲ့တဲ့ဖြစ်ရဆိုးနဲ့ပတ်သက်ပြီးအလိုရှိနေတဲ့သူဆိုတာမှန်ပါသလား Alejandro လို့မေးလိုက်တယ် Alejandro ကမှန်ပါတယ် Brian ကလီစီယာရဲ့ကုမ္ပဏီကိုရယူခြင်းလို့တတ်ခဲ့တာဖြစ်ပြီးသက်သေထောက်ထားတွေရှိတယ်လို့ပြောလိုက်တယ်။ဒါကြောင့်သူထွက်ပြေးတာပေါ့ဆိုတော့ကာမန်က Brands ကဘသူ့ကိုမှမတက်ခဲ့ဘူး။လိန်လေလေဖြားတဲ့သက်သူတွေနဲ့သူ့ကိုဆွဆွဲဖို့ကြံနေတာ။ပြီးတော့သူ့ကိုအခုလိုဖြောက်ဖြက်ပစ်လိုက်တာ။ပြီးတော့ရှင်ကအခုတန်ထီရဲ့ဥက္ကဋ္ဌဖြစ်နေပြီနော်လို့လမ်းကြောင်းပေးလိုက်တော့အလက်ဟန်ဒရိုစိတ်ဆိုးသွားတယ်။သူ့ကိုလူတက်မှုနဲ့ဆွဆွဲရလောက်ရဲတင်သလားတတိထားတော့ကာမန်တယ်။ ကြည့်တော့ကမန်ကလည်းရှင့်ကိုစီရင်မှာကျမမဟုတ်ဘူးတရားမြတ်တဲ့စစ်ဆေးမှုတွေပေါ်ပေါက်လာစေဖို့ကျမဒီကိုလာပြီးပြောတာလို့ပြောချလိုက်ပါတယ်ဒီအချိန်မှာပဲ host ကအစီအစဉ်အချိန်ပြည့်သွားပါပြီကျမတို့ဒီနေရာပဲရနာရတော့မှာပါကျမတို့နဲ့တူတိုက်ရိုက်ပါဝင်ခဲ့တဲ့ကာမန်နဲ့အလန်ဒရိုနှစ်ယောက်စလုံးကိုကျေးဇူးတင်ပါတယ်နောက်ဆုံးပြောချင်တာကတော့တန်တီ AI တရားသူကြီးတို့ဆန္ဒခံပွဲ48နာရီပဲကြံပါတော့တယ်လို့ပြောပြီးဇလတ်ဟာပြီးဆုံးသွားပါတယ် တို့လိုတန်လန်းလို့ထင်ရတဲ့ဒီဇလန်းတွေ Indian Explain နေနဲ့ပြောရရင်ဒါဟာရုပ်ရှင်ထဲမှာဆန္ဒခံဝဲတွေအချိန်နဲ့ငယ်ကြံသေးတယ်လို့ပြိတက်ကလည်းဇလန်းကဘလို့ဖြစ်သွားတယ်ဆိုတာပြန်တွေးပြီးကိုဘတာကိုဆုံးဖြတ်ချက်ချမဲပေးစေခြင်းလို့ယူဆရပါတယ်။စကားကပေးခြင်းနဲ့ message ကတော့ motor car ကိုအလိုလျောက်မောင်းနှင်မှုမှာထည့်သွင်းထားတဲ့ algorithm က VIP တွေအတွက်တစ်မျိုး၊တာမန်လူတွေအတွက်တစ်မျိုး အဲ့ဒီလိုတန်းတူညီမျှမှုမရှိတဲ့လုပ်တွေကိုလုပ်နေတဲ့ကာလို့ဆိုလိုလူမျိုးကဥက္ကဋ္ဌအသက်အလဟန်ဒရိုလက်ထက်မှာဘုတ်ဖွဲ့ဝင်သစ်ဖြစ်လာတဲ့ဆိုတော့တန်တီမာလဲ VIP တွေများကျူးလွန်တဲ့အမှုတွေရှိခဲ့ရင်ဘလို့စီရင်ချက်ချမယ်ဆိုတာရှင်းနေပါပြီဒီတော့နိုင်ငံတစ်ခုရဲ့ကင်ဂျမာကို electronic လက်ထက်ဆုံးဖြတ်ချက်ချခွင့်ပေးတာမျိုးကို ဆရာတက္ကသိုလ်ဖုန်းနိုင်ကစိတ်ပညာမှာအင်ဂျူအကြောင်းလူတွေကတိတ်ပြီးပြောနေကြခြင်းတို့ကအင်ဂျူကိုပုံ၍မြင်မြယုံရမည်နီလို့မေးခွန်းထုတ်ခဲ့တယ်လို့ပဲဒီစကားအတွက်တရားစီရင်မှာ AI ကိုပုံ၍မြင်မြယုံရမည်နီလို့မေးခွန်းထုတ်ရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံး